များအားလုံးပဲမင်္ဂလာပါရှင်။နာပြည့်ည channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နေရွက်နှစ်ဖက်ပြန်နေမရှုမလဖြစ်နေတဲ့မင်္ဂလိရဲ့အလောင်းကိုအကြောင်းပြုပြီးဘာကြီးနဲ့မောင်တို့ရဲ့ရုံမရက်ဆက်မှုဆိုရယ်စိတ်ဝင်စားပွေတရိတန်ဝေကရှားပွေရဲမတန်မှုခင်ဖြစ်မှန်ဇာတ်လမ်းကောင်းလေးကိုလေခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ လူတချို့ကအသက်ကြီးလာတာနဲ့အမျှအသိဉာဏ်ကြီးလာကြလေးရှိတယ်။လူတချို့ကအသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာကြပြီမဲ့အသိဉာဏ်ကအသက်နဲ့အတူလိုက်ပြီးကြီးလာခြင်းမရှိကြ။အသိဉာဏ်ကအသက်နဲ့ရှင်ရင်လွန်စွာနေကြလို့ကြံရခဲ့တယ်။ချိုကဲ့သို့သောလူစားမျိုးကိုတချို့ကလူကြည့်ပြီးအချိန်မစည်းသူများလို့ခေါ်ကြတယ်။မှန်ပေတယ်။ချိုသူတို့ကလူကြီးတော်လေအချိန်မစည်းသူအသိဉာဏ်မကြီးသူများဖြစ်ကြတယ်။ တလိဆန်များမှာ ထိုကဲ့သို့သော စင်ကျင်တုံတရားနှင့်အသိဉာဏ်တရားများမရှိပေသူတို့ရဲ့တဘာဝအတိနဲ့သာနေထိုင်အသက်ရှင်နေကြသည်လူက လူဘဝအတိမြသာရှိသူများမဟုတ်တဘာဝအတိဉာဏ်ထက် များစွာသာလွန်သော စင်ကျင်တုံတရားအတိဉာဏ်အတိအလိမ်မှာအတိဉာဏ်ရှိသူများဖြစ်သည်သို့တော်လေလူကတခါတရံတိလိษံထက်မိုင်းမဲသော ရိုင်းဆိုင်သော အပြုမှုများကိုပြုမှုတတ်ကြသည် ကျိုကဲ့သို့ပြုမှုကြတဲ့အခါဆရာမြေကျိုးခွေကြီးရွာကရရကဥက္ခရနဲ့အဖွဲရောက်နေပါလေဆရာကိုတွေ့ကြင်လို့လေအဲ့ဒါလှုပ်လိုက်ရမလားဆရာရဲတဲ့ကျက်အောင်ဝင်းကစကံမှုရဲဥကံမြင့်ရဲ့အခန်းတွင်ကိုဝင်လာပြီးအယုဒေပြူရင်းနဲ့ပြောလိုက်တဲ့ရဲဥကံမြင့်ကဘာကိစ္စတယ်လေရဲတဲ့ကျက်အောင်ဝင်းကသူတို့ကဆရာနဲ့တွေ့ကြင်နေပဲအလောရကြီးပြောနေကြတယ်ဆရာအေးကွာ ဒါဆိုရင်လေငါခန်းထဲကိုလွတ်လိုက်ပါ။ဟုတ်ကဲ့ဆရာ။ရဲတကြအောင်ဝင်းကအယုဒေပြုတ်ပြီးပြန်ထွက်သွားပြီ။ရဲဥကံမြင့်ကအတွေ့အကြုံဆုံးနဲ့ဝါရင်ရဲတအူဖြစ်တယ်။သူကစခန်းမှုအဖြစ်ပြောင်းရွှေ့လာခဲ့ဒီမှာလာပိုင်းမြတာရှိသေးတယ်။သူ့ကြောင့်ဒီနေမြေအကြောင်းကိုသူသိမကျွမ်းကျင်သေး။သို့တော်လေတိတိချာချာတော့လေးလာချပြီဖြစ်တယ်။သူလက်အောက်ရှိရဲတပ်ဖွဲ့ဝင်များကလည်းသူ့ကိုကူညီကြတယ်။ စင်စစ်ရဲစခန်းတစ်ခုမှာစခန်းမှုရဲတာဝန်က ကြီးမားလာ၏ရဲစခန်းအပိုင်းအတွင်းရှိခြေရွာရက်ွက်များအားလုံးရဲ့တရားဥပဒေစိုးမိုးရေးတာဝန်ကိုအပြည့်အဝတာဝန်ယူထားရသူဖြစ်တဲ့ဒိုအခိုက်အခန်းအတွင်းကို မြေကျိုးခြေရွာရရကဥက္ကရာနှင့်အဖွဲ့ကဝင်ရောက်လာ၏ရဲဥက္ကမင်းကထိုင်ကြပါ ထိုင်ကြပါဘာမှကူညီပေးရမလဲသူတို့ဆိုလိုက်ပါ၏ တစ္ဆက်ထဲမှာပဲသူ့ရဲ့ပါးနဲ့လင်မြန်နဲ့မျက်လုံးအစုံကထိုင်ကုံများမှာဝင်ရောက်ထိုင်လိုက်ကြတဲ့ရရကဥက္ကရနဲ့အဖွဲ့ရဲ့မျက်နှာများကိုအကဲခတ်လိုက်မိတယ်။အားလုံးမျက်နှာမကောင်းကြ။သူတိလိုက်ပြီးမူခင်တစ်ခုခုကျုံလာပြီလို့မြေကျိုးကြီးရွာဥက္ကရကဒီလိုပါစကမ်းမှုကြီးကျွန်တော်တို့မြေကျိုးကြီးရွာကမိုးမိုးခိုင်ဆိုတဲ့ကလေးမလေးဟာလဲတဲ့သွားပြီးတော့ပြန်မလာတာ၃ရက်လောက်ရှိသွားပါပြီ။ လဲတဲ့တော်ပြီးတော့ဘာလို့ပြန်မလာတာလဲဒီလိုပါစကံမှုကြီးမမို့ခိုင်ဆိုတဲ့ကလေးမလေးကလဲတဲ့ကိုခဏတောင်းအောင်မယ်လို့ပြောပြီးအင်ကထွက်သွားတာလုံးဝပြန်မလာတော့ပါဘူးဒီကနေ့နဲ့ဆိုရင်၃ရက်တောင်ရှိသွားပါပြီအဲ့ဒါစကံမှုကြီးစီကို လာရောက်တိုင်ကြားတာပါခင်ဗျကြားလိုက်ရတဲ့တဲ့ရင်က လူပြောက်မှုတဲ့ရင်လူပြောက်မှုဆိုရင်အတွေ့အကြုံရနည်းနည်းတော့လမ်းမိတယ် ရိုးရိုးတန်းတန်းလူပြောက်မှုဆိုရင်အကြောင်းမဟုတ်ပေမယ့်ဆန်းဆန်းပြပြလူပြောက်မှုဆိုရင်တော့တချို့သောလူပြောက်မှုများက မကြမီလူတတ်မှုအဖြစ်ကိုပြောင်းလဲရောက်ရှိတော်တတ်တယ်မဟုတ်လို့ထိုကြောင့်သူကကလေးမလေးကတခြားရွာကဆွေမျိုးအိမ်တွေအသည့်အိမ်တွေစီများသွားနေသလားထို့သူမေးလိုက်ရမြေချိုးကြီးရွာဥက္ကရာဦးကျော်စင်ကမသွားပါဘူးဆရာကျွန်တော်တို့လည်းစုံစမ်းကြည့်ပြီးပါပြီ ဒါဆိုရင်ရီးစားတွေဘာတွေနောက်မြားလိုက်သွားသလားမဖြစ်နိုင်ပါဘူးဆရာကလေးမလေးကအဲ့ဒီလိုအရွယ်မျိုးတော့မရောက်သေးပါဘူးအိုးဟုတ်လားဒါနဲ့ကလေးမလေးရဲ့မိဘတွေကရောပါမလာကြဘူးလားပါလာပါလေဆရာဟောဒီကဦးမြတန်းနဲ့ဒေါခင်ကျူတို့ဟာကလေးမလေးရဲ့မိဘနှစ်ပါးပါပဲရရကဥက္ကရာဦးကျော်စင်ကသူနဲ့ဘေးမှာထိုင်နေတဲ့အမျိုးသားကြီးတယောက်နဲ့အမျိုးသမီးကြီးတယောက်ကိုလက်ညှိုးထိုးပြရင်ပြောဆိုလိုက်တယ် ရဲဥကံမင်းကမမို့ခံရဲ့မိဘများကိုကြည့်ကခမရတို့သမီးလေးကဘယ်ကိုမျှတော်တတ်လာတတ်သေးလဲစဉ်းစားကြည့်ကြပါဦးဒီမှာတော်ခင်ကျူကသမီးကတော့ဘယ်ကိုမှထွေထွေထူးထူးမတော်တတ်ပါအောင်စကမ်းမှုကြည့်ရဲ့ဒါပေမဲ့တခါတလေတော့လဲတဲ့သွားပြီးတော့ငားရှာတတ်ပါ रे သူကိုယ်တိုင်ရှာလို့ရတဲ့ငားတွေကိုမိဘတွေကိုကြွေးကျင်လို့ဆိုပြီးသွားရှာတာပါ တခါတလေကြတော့လေသူရှာလို့ရတဲ့ငားတွေကိုရောင်းပြီး ရားတဲ့ပတ်စံလေးတွေကို ကျမတို့ကို ပေးပါရယ်အဲ့ဒီနေ့ကလည်းအခါတိုင်းလိုပဲအမေသမီးလဲတဲ့သွားပြီးတော့ညနေဟင်းစားရအောင်ငါတို့ရှာအောင်မယ်ဆိုပြီးထွက်သွားတာပါပဲစကမ်းမှုကြီးရယ်အဲ့တော့ဟိုဘက်ရွာဒီဘက်ရွာဆွေမျိုးတွေအင်စီများတော့တလာလို့လိုက်ရှာတာမတွေ့တဲ့အဆုံးမှာဥက္ကရာကြီးကအကြံပေးတာနဲ့အခုစကမ်းမှုကြီးတို့စီ ရောက်လာရတာပဲစကမ်းမှုကြီးရယ်ချို့တို့ဆိုရင်မင်းကလေးရဲ့မိခင်ဒေါခင်ကျူရဲ့အတန်းမှာ ငိုတန်ပါနေတာကိုရဲအုပ်ကံမြင်ကသတိပြုလိုက်မိတယ်။ဒေါခင်ကျူကကျမသမီးလေးရဲ့ဓာတ်ပုံကိုလိုရမယ့်အားဆိုပြီးဥက္ကရာကြီးကယူလာခိုင်းတာနဲ့ယူလာခဲ့ပါတယ်စကမ်းမူကြီး။တူတူဆိုကဓာတ်ပုံတပုံကိုရဲအုပ်ကံမြင်ကိုပေးလိုက်တယ်။ကောင်းတာပေါ့ဗျာ။အခုလိုဓာတ်ပုံမှရတော့ကျွန်တော်တို့ရှာရဖွေရတာပို့ပြီးတော့ခရီးရောက်သွားတာပေါ့။ဒီလောက်တောင်လေစိတ်ပူမနေကြပါနဲ့။ ပျောက်ရုံးမှန်ရင်တော့ပြန်တွေ့ရမှာပေါ့ကျွန်တော်တို့စူးစမ်းပြီးတော့ရှာဖွေကြည့်ပါမယ်ဟုတ်ပြီလားရဲဟုတ်ကံမြင့်မှာတပတ်သားကိုအားပေးလိုက်ရပြီမေစိတ်ထဲမှာစနိုးစနောင့်ကြီးဖြစ်နေမိတယ်မိဘဖြစ်သူများကအနီးပဝင်းချင်းများရှိဆွေမျိုးသားချင်းများရဲ့အိမ်မှာရှာဖွေကြည့်ခဲ့ပြီးကြပြီလို့ဆိုရင်သို့တော်လည်းမတွေ့ဒါဆိုရင်ထုံမင်းကလေးကဘယ်ရောက်နေသနည်းစကမ်းမှုရဲဥကံမြင့်ကတက်တက်ကြီးဝင်းထိုင်းတဲ့အဖွဲကိုချက်ချင်းတာဝန်ပေးအပ်လိုက်တယ် ဆရာဝန်ထိုင်းတဲ့အဖွဲကဟောဒီဓာတ်ပုံတွေကမုံမို့ခိုင်းဆိုတဲ့မိန်းကလေးကိုလိုက်ရှာကြရလိမ့်မယ်။ရှာဖွေကြည့်ရမယ့်နေမျိုးတွေကတော့မြေကျိုးကြေးရွာနဲ့ဆက်ဆက်နေတဲ့အနီးတစ်ဝိုက်က ကြေးရွာတွေပဲ။စိစိဆက်ဆက်တည်တည်ချာချာနဲ့အမြန်ဆုံးရှာကြဖို့တော့လိုလိမ့်မယ်။ဟုတ်ပြီလား။ဒူးချမှုတွေ့ရင်တော့ချက်ချင်းတရင်ဖို့ပါ။ဟုတ်ကဲ့ပါဆရာ။ကဲ၊သွားနိုင်ပါပြီ။တက်ကြက်ကြီးဝန်ထိုင်းတဲ့အဖွဲချက်ချင်းမဲရဲစခန်းအတွင်က ထွက်ခွာခဲ့ကြရည်။ ထို့နောက်အနီးပတ်ဝန်းကျင်ရှိတဲတောင်ပြင်ကြီးရွာနှင့် စင်ချေရကြီးရွာများကိုဝင်ရောက်စုံစမ်းကြည့်ကြရသည်။မိုးရင်းကာလဖြစ်တော်လေမိုးရွာလိုက်နေပူလိုက်နေဖြစ်နေသည်။ရှားပွေရေးအဖွဲသားအလုံးမှာအတော်ပင်ပန်းနေကြပြီ။ရွာနေရွာစုံစမ်းအပြီးမှာမိုးချုပ်သွားတော့စင်ချေရကြီးရွာရရကယုံမှာဝင်ရောက်နာကိုအိတ်ဆက်လိုက်ကြသည်။နောက်တနေ့မှာညောင်ချောက်ပင်ကြီးရွာနဲ့မကြီးကုန်းကြီးရွာများကိုတွားရောက်ကြပြီးဆက်လက်ရှာဖွေစုံစမ်းကြရသည် သို့တော်လည်းအချိန်ဤကထူးထူးခြားခြားမရှိပြီးအမောတော်အဖတ်တင်ခဲ့ကြသည်စကန်းကို ရောက်တဲ့အခါစကန်းမှုရဲအုပ်ကံမြင်ကသူတို့အဖွဲကို မျော်လင့်ချက်နဲ့စည်းကြုံနေတာကိုတွေ့ရသည်ဘန်းနဲ့လေဆရာဝန်ထိုက် အချိန်ဤဘာရီထူးခြားတယ်လေရဲတက်ချက်ကြီးဝန်ထိုက်ကအချိန်ဤကတော့ဘလို့မှမထူးခြားသေးဘူးဆရာ ကျွန်တော်တို့အဖွဲမြကျိုးကြီးရွာပဝင်းကျဲမှာရှိတဲ့ရွာအလုံးကိုရောက်ခဲ့ပြီးပါပြီဘလို့မှ ရှာလို့မတွေ့ခဲ့ပါဘူး အဲ့ဒီရွာမှာရှိတဲ့မိန်းကလေးရဲ့ဇွေမျိုးသားချင်းတွေအိမ်ကိုဝင်ရောက်စုံစမ်းကြည့်တော့လေသူတို့စီမလာဘူးလေဆရာရဲဟုတ်ကံမြင်ကတက်ကြကြီးဝင်းထိုက်ကိုစိတ်ချရည်တက်ကြကြီးဝင်းထိုက်ကဇွဲကောင်းကောင်းနဲ့စိတ်စိတ်ဆက်ဆက်အလုံးလုံးတဲ့သူဖြစ်တဲ့တို့ကြောင့်ရဲဟုတ်ကံမြင်ကဆရာဝင်းထိုက်ဒီလူပြောင်းမှုဟာတွေယိုသားယိုတော့မဖြစ်နိုင်ဘူးလို့ထင်နေဒီကလေးမလေးဟာသူ့ဇွေမျိုးတွေအင်ကာလွဲလို့တခြားကိုသွားစီရလဲအကြောင်းမရှိဘူးသူ့ရဲ့မိဘတွေရော ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေပါခလေးမလေးကို နေရာနဲ့ရှာကြည့်ခဲ့ကြပြီးမတွေ့ဘူးဒီတော့သူတို့စကားကိုရက်တန့်ကစဉ်းစားချင်းချင်းနေတယ်ဒီမှာတက်ကြွကြီးဝင်ထိုက်ကကျွန်တော်ပြောမယ်ဆရာပြောပါကျွန်တော်တို့ဒီကလေးမလေးကိုဝေးဝေးရှာလို့မတွေ့ရင်နင်းနင်းမှာပဲရှာရလိမ့်မယ်ထင်တယ်ဒီကလေးမလေးဟာနင်းနင်းကလေးမှာပဲရှိရလိမ့်မယ်ဘလို့နင်းနင်းလေဆရာဝင်ထိုက်ရဲ့ဒီလိုလေးဆရာရဲ့ တခါတလေကျွန်တော်တို့တွေဟာပြဿနာကိုပြေလည်အောင်ဖြေရှင်းနိုင်မှုအတွက်ပြဿနာရဲ့အဖြေကိုအဝေးမှာပဲရှာကြည့်မိတတ်ကြတယ်။ဒါပေမဲ့ပြဿနာရဲ့အဖြေကကျွန်တော်တို့ရဲ့အနီးကလေးမှာပဲတင်ရှိနေတတ်တယ်။ဒါကိုကျွန်တော်တို့ကမျက်စိရှမ်းသွားတတ်တယ်။ဒါဆိုရင်ဆရာဝန်ထိုင်ဆိုလိုချင်တာကျွန်တော်တို့ဒီကလေးမလေးကိုမြေကျိုးကျေးရွာရဲ့အနီးမှာပဲရှာကြရလိမ့်မယ်ဆရာ။ရှင်းရှင်းပြောရရင်တခြားရွာတွေမှာရှာစရာမလိုတော့ပါဘူး။ မြေကျိုးကြီးရွာရဲ့အပြင်ဘက်ပပတ်လေးမှာရှာကြရလိမ့်မယ်။ဒါပေမဲ့အဖြေကတော့မကောင်းနိုင်ဘူးစရာ။ရဲဥကံမြင်ကစိတ်မသက်မသာနဲ့တစ်ချက်ပြုံးလိုက်ပြီးဆရာဝန်ထက်ရဲ့စဉ်းစားပုံစဉ်းစားနည်းကတော့ချီးမွမ်းစရာပါပဲဗျ။ဒါပေမဲ့မြေကျိုးကြီးရွာအပြင်ဘက်ပပတ်လေးမှာဆိုရင်တော့လေကွင်းတွေနဲ့တစ်ပင်တွေခြုံပုတ်တွေပဲရှိနေတာပဲဗျ။ဒီမှာတက်တက်ကြီးဝန်ထက်ကဒါကြောင့်ပေါ့ဆရာကြီး တွေးရမယ့်အဖြေကမကောင်းနိုင်ဘူးလို့ကျွန်တော်ပြောတာပေါ့တို့တို့ဆိုလိုက်တဲ့တို့အခါရဲဥကံမြင်ကဆရာဝင်းထိုက်ရဲ့အတွေ့နဲ့ကျွန်တော်ရဲ့အတွေ့ကတထက်သေးပါပဲဗျာဒါဆိုတည်ကြပြီဆရာဝင်းထိုက်ဘာကိုတည်ကြတာလဲဆရာဆရာဝင်းထိုက်ပြောတယ်လို့မြေကျိုးကြီးရွာရဲ့အပြင်ဘက်ကလေခွင်းနဲ့တစ်ပင်ခြုံပုတ်တွေထဲမှာပဲအဖြေရှိလိမ့်မယ်ဆိုတာလေဒါဆိုရင်အဲ့ဒီလိုဘာကြောင့်လုံးရတာလဲဆရာ အမေရှိရင်အဖြေရှိပါတယ် ဘာကြောင့်လုံရတယ်ဆိုတာအကြောင်းရင်းရှိအောင်မှာပေါ့။မှုခင်းနိုင်မှာဖြစ်ရတဲ့အကြောင်းရင်းဆိုတာရှီစမြဲပါဆရာဝန်ထိုက်။ထူအကတ်ရဲတပ်သားမောင်စိုးကစကမ်းမှုအတွင်ကိုဝင်ရောက်လာပြီးဆရာအပြင်ဘက်မှာမြေကျိုးကျေးရွာကမုံမုတ်ခိုင်ရဲ့ဦးလေးကိုခင်မောင်စိုးသူရောက်နေပါတယ်။အေးငါခန်းထဲကိုလွတ်လိုက်ပါကွာ။ဟုတ်ကဲ့ဆရာ။စကမ်းမှုကိုယိုတီပြုကမောင်စိုးကအပြင်ဘက်ကိုပြန်ထွက်သွားပြီး မကြမီမမို့ခိုင်ရဲ့ဦးလေးတော်သူကိုခင်မောင်ဝင်ရောက်လာ၏ထိုင်ပါခမစကမ်းမှုရဲအုပ်ကံမြင့်ကဖိမှန်တကားပြုလိုက်ပါ၏ဟုတ်ကဲ့ခမထိုင်ကုန်လို့တလုံးမဝင်ထိုင်ရင် ကိုခင်မောင်ဆိုသူက ပြောလိုက်သည်မမို့ခိုင်ရဲ့ဦးလေးကိုခင်မောင်တော့ဟုတ်ပါတယ်စကမ်းမှုကြီးပြောပါကိုခင်မောင်ဘာများအကြောင်းထုတ်လာပါလိမ့်ကိုခင်မောင်ရဲ့မျက်နှာမှာ တွေးဆုပ်ပြီးဖြူပတ်ဖြူရောဖြစ်နေတာကိုရဲဥကံမြင်တရီထားလိုက်မိတယ်။ကိုခင်မောင်ကဒီလိုပါစကမ်းမှုကြီးဟိုတနေ့ကလူပြောက်လာတိုင်းနဲ့ကျွန်တော်ရဲ့ဒူမလေးမုံမုတ်ခိုင်ကိုပြန်တွေ့ပါပြီ။ဘယ်မှာတွေ့တာလဲ။ရဲဥကံမြင်ကစိတ်လှုပ်ရှားစွာမေးလိုက်တယ်။ကျွန်တော်တို့ညောင်ချေတော့ရွာကိုကိစ္စတစ်ခုနဲ့အသွားမှာနောက်ကြမှာဆိုတာနဲ့ဖြက်လန်းကသွားလိုက်မိတယ်။ဖြက်လန်းဆိုတာကဥဖြိုးတုတ်ကြီးရဲ့စဘာကင်းအလုံးမှာရှိတဲ့ ငါးကန်နဘေးကဖြတ်ပြီးသွားတဲ့လမ်းမှာအဲ့ဒါနဲ့ကျွန်တော်ငါးကန်နဘေးကဖြတ်ပြီး အတော်ကလေးသွားပြီးတော့ညံမင်တွေပေါက်နေတဲ့ညံရောနားကိုရောက်သွားပါတယ်ကျွန်တော်လည်းအချိန်နောက်ကျနေမှဆိုတာနဲ့ခက်မြန်မြန်သွားမိတယ်အဲ့ဒီအခိုက်မှာလေတချက်ဝှေ့ပြီးတိုက်လိုက်တာညံမင်တွေကြားထဲကပုတ်ရဲ့အနံတစ်ခုပြန်လွင့်လာတာကိုရှူချိုက်လိုက်ရပါတယ်ဆရာဒါနဲ့ကျွန်တော်လည်းခြေလမ်းကိုအတားရက်ပြီးညံမင်တော်တဲ့ကိုအနံ့ခံကြည့်လိုက်တော့အမှန်မဲဆရာ ညမင်တော်တွေကပုတ်အဲ့အနမ်းထွက်နေတော့အမှန်ပဲဒါနဲ့ကျွန်တော်လည်းချက်ချင်းပဲညမင်တော်တွေကိုတိုးဝင်ပြီးအနမ်းထွက်ပေါ်နေတဲ့စီကို ရှာဖွေကြည့်လိုက်မိပါတယ်အဲ့ဒီမှာဘာတွေ့လိုက်ရတယ်လဲကိုခင်မောင်စကမ်းမှုရဲဥကံမြင်ကစိတ်ဝင်တစားမေးလိုက်မိတယ်ဒါနဲ့ကျွန်တော်လည်းညမင်တော်တွေကိုတိုးဝင်သွားရင်းနဲ့ညမင်တော်အလေလောက်လေးရောက်ရော လူသေးအလောင်းတလောင်းကိုမမျော်လင့်မဲ့တွေးလိုက်ရတာပဲဆရာအဲ့ဒီလူသေးအလောင်းဟာ ပျောက်ဆုံးနေတဲ့ကလေးမလေးမုံမုတ်ခိုင်ရဲ့အလောင်းမယ်မဟုတ်လားကိုခင်မောင်။ဟုတ်ပါတယ်စကမ်းမှုကြီး။ကျွန်တော်တို့မလေးမုံမုတ်ခိုင်ရဲ့အလောင်းမှာပဲဗျ။ကိုခင်မောင်မပြောနေရင်ကငိုတန်ပါသွားရီစိတ်ထိခိုက်ပုံလေးရရီပြီးမှဒီတူမလေးကိုကျွန်တော်တိတ်ချစ်တာဗျ။အဖေအမေဘောလဲတိတ်တိတတ်တဲ့ကလေးမလေး။ကျွန်တော်ဖြင့်တူမလေးကိုအဲ့ဒီလိုမြင်လိုက်ရတော့ရင်နဲ့စို့သွားတာပဲဆရာကြီး။ ချို့တို့ဆိုကစကားကိုအဆုံးသတ်လိုက်သည်စကားမှုရဲဥကံမြင့်ကတက်တက်ကြီးဝင်းထိုက်ဘက်ကိုလှေကကဲဆရာဝင်းထိုက်အမှုကတော့ကျွန်တော်တို့တွေးဆထားချက်အတိုင်းမှန်နေပြီဒီထက်တည်တည်ချာချာသိရပြီအမြန်ဆုံးအမှုမှန်ကိုဖော်ထုတ်နိုင်မှုတော့ကျွန်တော်တို့အခုချက်ချင်းပဲမြေကျိုးကြီးရွာကိုသွားကြစို့လားကောင်းပါပြီဆရာစကားမှုရဲဥကံမြင့်ဒူရဲဥအောင်ချိန် တက်ကြက်ကြီးဝင်းတိုင်းတက်ကြက်အောင်ဝင်းနဲ့အဖွေကမြေကျိုးကြီးရွာရရကလူကြီးများနဲ့တူမမို့ခန့်ရဲ့အလောင်းကို တွေ့ခဲ့ရတယ်ဆိုရဲဥဖြိုးတုတ်ကြီးရဲ့ငါးကန်ပေါင်ပတ်ရှိညံပင်တော်စီကို ခရီးနှင်ခဲ့ကြရီရဲဟုတ်ကံမြင်ကခတ်တက်တက်ရှောင်းနေမိရင်မှစဉ်းစားမိလိုက်သည်ရဲစခန်းကို ရောက်ရှိလာတဲ့လူပြောင်းမှုများကို သူတတိထားရီဂရုလေးစိုက်သည်စိုးလေးစိုးယုံမိသည် ဘာကြောင့်လဲဆိုတော့ဒိုအမှုများကမကြမီလူတက်မှုများအဖြစ်ကို ပြောင်းလဲသွားတတ်တာကြောင့်ဖြစ်တယ်။ယခုလည်းကြည့်ပါလူပြောင်းမှုက လူတက်မှုအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီးမှတေချာသလောက်ရှိနေပြီ။အသက်ခံရတဲ့မိန်းကလေးမှလက်ထဲမှာငါးရှသွားမယ်လို့ပြောပြီး ထွက်သွားရာက အသက်ခံရခြင်းဖြစ်နိုင်တယ်။မိန်းကလေးကိုဘသူကတတ်သည်။ဘာကြောင့်တတ်သည်။လူတက်တည်းရဲ့ခံကဘယ်နေရာမှာရှိနိုင်သည်။မြေကဲ့သို့ဖော်ထုတ်ရမလဲ။ သူကောင်းကိုမယမနာ အလုတ်ပေးနေမိတဲ့မကြမီရဲအုပ်ကံမြင့်တို့အဖွဲကညမေတော်ရဲကိုရောက်ရှိလာတဲ့မင်းကလေးရဲ့အလောင်းမှာပုတ်ပွားလို့တောင်နေပြီကျိုးကြောင့်ရဲတို့ထုံးစံအတိုင်းအလောင်းကိုစစ်စေးခြင်းဓပုံရိုက်ခြင်းမှတ်တမ်းပြုခြင်းများကို ပြုလုပ်ကြတဲ့ပြီးရင်အလောင်းကိုစည်းရုံကိုပို့လိုက်ကြတဲ့စကံမူကံမြင့်ကညမေတော်ရဲကအပြန်ငါးကန္နာအယောက်မှာတဲငယ်တလုံးရှိနေတာကိုသတိထားလိုက်မိတဲ့ အခင်းဖြစ်ပွားရာနေ့အနည်းဆုံးမှရှိနေတဲ့တဲငယ်တလုံးဒူတဲငယ်မှာတဲလွန်စားတစ်ခုခုရှားနိုင်နေရဲဥကံမြင်က ထိုတဲငယ်စီကိုချက်ချင်းပဲရှောက်သွားလိုက်မိသည်အနောက်ကရရကဥကရာဥကြုံစင်ပါလာ၏တဲကလေးထဲမှာအဖိုးကိုတယောက်ထိုင်နေပြီးရေနွေးချမ်းတောက်နေတာကိုတွေ့ရ၏စကံမှုကံမြင်ကတဲအတွင်ကအဖိုးအိုကိုဒီမှာအဖလိုလှမ်းခေါ်လိုက်သည် စကမ်းမှုကံမြင့်ရဲ့ရဲဝဲစုံနဲ့ရရကဥက္ကရာဥကြောစဉ်ကိုမြင်လိုက်တာနဲ့အဖိုးကမှရုတ်တရက်မျက်နှာပြတ်သွားပြီစကမ်းမှုကံမြင့်ကချက်ချင်းရိမ့်မိလိုက်တယ်ရဲဝဲစုံနဲ့သူ့ကိုမြင်တာနဲ့တဲဘော်ကအဖိုးကိုဘာကြောင့်မျက်နှာကွက်ခနေပြတ်သွားရသနည်းအကြောင်းအထူးတစ်ခုခုတော့ရှိရမယ်ကျိုစဉ်ရရကဥက္ကရာဥကြောစဉ်ကစကမ်းမှုကံမြင့်ကိုအနောက်ကနေလှမ်းပြောလိုက်တယ်အဲ့ဒီတဲဘော်ကအဖိုးကြီးဟာ ဦးဖြိုးတုတ်ကြီးရဲ့ငါးကန့်ကိုစောင့်နေတဲ့ဦးတင်သိမ်းမှစကမ်းမှုကြီးသူကတေဆုံးသွားတဲ့ကလေးမလေးမုံမုတ်ခိုင်နေဆိုရင်ဆွေရိတ်မျိုးရိတ်မကင်းပေါ့ဘာကြီးသုံးဝန်းခွဲလောက်တော့မယ်ထင်နေစကမ်းမှုကံမြင်ကဩမုံမုတ်ခိုင်နေအမျိုးတော်နေတာကိုသူတို့ပြောလိုက်ပြီးနောက်ဦးတင်သိန်းကိုတစက်ထဲလှမ်းမိလိုက်တယ်။ဒီမှာအဘအဘနာမည်ကဦးတင်သိန်းတော့မမိုးခိုင်လေးဒီငါးကန်ဘက်ကိုလာသွားသေးသလားဗျ။ ဦးတိန်သိန်းကပြပြတလဲပဲမလာပါဘူးဇေယရဲ့ကလေးမလေးပျောက်နေတာတော့ကျွန်တော်လည်းတရင်ကြပါလေတို့တို့ဇူလိုက်ရောရဲဥကံမြင်ကအဖတကယ်မတွေ့ဘူးလားဗျကလေးမလေးဒီဘက်ကိုလာတာလေတကယ်မတွေ့ပါဘူးဇေယအဖကသာကလေးမလေးကိုမတွေ့တာကျွန်တော်တို့ကတွေ့ခဲ့ပြီဗျဘယ်ကတွေ့တာလဲဇေယညမေတော်လေးကတွေ့တာဒါပေမဲ့ကလေးမလေးကတင်းနေပြီဗျ စကားမှုကံမြင့်ရဲ့စကားကြောင့်ဥတင်သိမ်းမှရုပ်ကြီးမျက်နှာပြတ်သွားပြန်သည့်ဒါပေမဲ့ချက်ချင်းမျက်နှာကိုပြင်က"အိုးဟုတ်လားစိတ်မကောင်းလိုက်တာဆရာရဲ့"တို့တို့တန်အန်တော်ဆိုရီဟုတ်တယ်ဗျမရှုမလအသက်ခံထားရတာညမင်းတော်နဲ့အဘဒင်းနေကအော်ခေါ်ရင်တော့ကြားလောက်ပါတယ်အဘဘာသားမှမကြားဘူးလားမကြားပါဘူးဆရာကြီးရဲဟုတ်ကံမြင်ကဥတင်သိရဲ့အမှုရာများကိုတိတ်ပြီးမကြိုက်လာပြီး ဒီစုံတစ်ခုကိုဖုံးကွယ်ထားတယ်လို့ထင်နေထို့နောက်မှာဘဝင်မကြတဲ့စိတ်နဲ့ငါးကန်နှပေးရှိတဲကလေးအနီကထွက်ခွာလာခဲ့သည်မမိုးခိုင်လေးတည်ဆုံသွားခဲ့သည်မှာနှစ်ပတ်ကျော်သွားခဲ့ပြီသူကြချက်မှာအလောင်းကိုခွဲစိတ်ရရမူကင်းဆရာဝန်ရဲ့အစီရင်ခံစာဖြစ်တဲ့စီးစာအရာမင်းကလေးကရင်ညွတ်မှထိုးသွင်းထံရနှစ်ချက်တစ်ချက်ကနှလုံးကိုဖျက်ဖောက်သွားပြီးတစ်ချက်ကအဆုတ်ကိုဖောက်ဝင်သွားပြီး လေဘင်းမှာညူမဲတံရတစ်ခုဒီတံရကဒီစုံတစ်ခုနဲ့ညှက်ထားခံရတဲ့တံရဖြစ်တယ်။ဒါအပြင်တေဆုံးသူမှမသိမီအတ္တမပြုခြင်းခံထားရတယ်လို့စေးစာမှာဖော်ပြထားရီထို့ကြောင့်ထိုအမှုကိုမြေကျိုးကြီးရွာတရွာလုံးစိတ်ဝင်စားနေကြရီတရားခံကိုတိလိုနေကြရီသူအခိုင်မြေကျိုးကြီးရွာရာယကဥက္ခရာကစကမ်းမှုကံမြင့်ထံလှုပ်ဝက်တဲ့တဲ့တခုပေးပို့လာရီစကမ်းမှုရီ ။တရင်အစနာလေးတခုပေါ်လာ ರಿ ။ထူးခြားမလားတော့မသိဘူးဗျ။စကမ်းမှုကံမြင်ကလွန်စွာစိတ်ဝင်စားသွား ರಿ ။ဘလို့များလေးဗျဥကြော်စင်။ဒီလိုပါ။မုံမို့ခိုင်ပြောက်သွားတဲ့နေ့ကမုံမို့ခိုင်နဲ့ကြော်ဆွေးနှင်းတို့ဥပြိုးတုတ်ကြီးရဲ့ငါးကန်ဘက်ကိုသွားတဲ့လမ်းမှာတွေးလိုက်ရတယ်ဆိုတဲ့တရင်မေဆရာ။အဲ့ဒါကိုဘသူတွေးလိုက်တယ်လေ။ရွာလေးကနွားချောင်းသားလေးတယောက်ပါ။နမေကတော့တာအောင်နဲ့စကမ်းမှုကြီး။အိုးဟုတ်လား။ ဟုတ်တယ်မမို့ခိုင်နေသူတွေးလိုက်ရတယ်ဆိုတော့ကျော်ဆွေနှင်းကိုဒါဆိုရင်သူတို့ငါးကန်ဘက်ကိုသွားကြတာပေါ့ငါးကန်ဆောင်တဲ့ဥတင်သိန်းစီကို သွားကြတာဖြစ်ဖို့များတယ်ဟုတ်ပါတယ်စကမ်းမှုကြီးရဲဟုတ်ကံမြင့်ရဲ့မျက်လုံးထဲမှာဒီစုံတရားကို ဖုံးကွယ်ဟန်ပြုခြင်းမုံရတဲ့ဥတင်သိန်းရဲ့မျက်နှာကိုမြင်ရောင်လာတယ်ကဲဗျာတောင်ဆိုတဲ့ကောင်လေးကိုကျွန်တော်မေးကြည့်ခြင်းနဲ့ခေါ်ပေးပါလားကျွန်တော်နဲ့အတူတခါတည်းခေါ်လာပါလေစကမ်းမှုကြီး ဥက္ခရာကြီးကအကွက်မြင်နေဗျာကဲကောင်လေးကိုခေါ်လိုက်ပါတော့မေ့ကြည့်အောင်ကဲမောင်းတာအောင်မင်းတွေ့တာမှန်သမျှကိုဥရောကိုအမှန်တိုင်းပြောပြတော့ဘာမှမကြောက်နဲ့တိလားစကမ်းမှုကံမြင်ကပြောလိုက်ရတာအောင်ကဟုတ်ကဲ့ပါဦးလေကျွန်တော်နွားတွေကိုလေခွင်းထဲမှာကြောင်းနေတော့ငါးကံဘက်ကိုသွားတဲ့ကဒင်းရိုးပေါ်မှာမမုတ်ခိုင်နဲ့ကြော်ဆွေနှင်းတို့ရှောက်သွားတာကိုတွေးလိုက်မိပါတယ်သူတို့ဘဲကိုသွားကြတာလေ ။ဦးပြိုးတုတ်ကြီးရဲ့ငါးကန်ဘက်ကိုသွားကြတာပါ။မင်းနောက်ကနေလိုက်ကြည့်မိသေးလား။မကြည့်မိပါဘူး။သူတို့ကမောင်နှမဝမ်းခွဲတွေပဲ။သူတို့ဘာကြီးဝမ်းခွဲတယောက်ရှိတယ်။ငါးကန်ဘက်ကိုသွားကြတာဖြစ်မှာပေါ့ဦးလေးရ။တခြားမင်းဘာတွေမြင်လိုက်သေးလဲ။ကျွန်တော်ဒါပဲမြင်ပါတယ်ဦးလေး။အေးကောင်းပါပြီကွယ်။မင်းကိုဦးလေးကျေးဇူးတင်ပါတယ်။တက်တက်ကြီးဝင်းထိုင်းနဲ့အဖွဲကကျော်ဆွေနှင်းကို မြေကျိုးကြီးပါအတွင်ရှိသူ့ရဲ့နေအိမ်မှာအတင်းတွေ့ရတော့ရဲစခန်းကိုစစ်စည်းရန်ခေါ်ဆောင်လာခဲ့ကြတယ်။ကျော်ဆွေနှင်းမှာရဲများကိုမြင်တာနဲ့မူပြက်လို့နေပြီးရဲစခန်းကိုရောက်တာနဲ့စကမ်းမှုကံမြင့်က ကျော်ဆွေနှင်းကိုဒီမှာကျော်ဆွေနှင်းမမိုးခိုင်နေမင်းနဲ့အဲ့ဒီနေ့ကဥပြုတ်တုတ်ကြီးရဲ့ငါးကံဘက်ကိုဘာတော့လုံးကြတာလေ။ကျော်ဆွေနှင်းကမူပြက်နေပြီမင်းသေးသေးမျက်နှာနဲ့ ကျွန်တော်တို့ဦးလေးဦးတင်သိန်းစီကိုငါတော့တောင်းကြတာပါငါရောရခဲ့ရလားကွရပါတယ်အေးမင်းသိပြီတဲ့အတိုင်းပဲအဲ့ဒီနေ့ကစပြီးတော့မမိုးခိုင်ပျောက်သွားတာညမင်းတော်ထဲမှာ သူအလောင်းကိုပဲတွေ့ရတော့တယ်ကျွန်တော်နဲ့သူနဲ့ဦးလေးဦးတင်သိန်းစီကငါတောင်းပြီးသူလည်းသူ့အိမ်ပြန်ကျွန်တော်လည်းကျွန်တော်အိမ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့မမိုးခိုင်ကအိမ်ပြန်ရောက်မလာဘူးကွအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဆရာ ကောင်းပြီလေစကမ်းမှုကံမြင့်ကကြော်စွေနှင်းကိုအချုပ်ခန်းထဲကိုထည့်ခိုင်းလိုက်ပြီးငါးကန်ဆောင်တဲ့ဥတင်သိန်းကိုတက်တက်ကြီးဝန်းထိုင်းတဲ့အဖွဲကိုသွားရောက်ခေါ်ခိုင်းလိုက်တယ်။မကြာမီဥတင်သိန်းရောက်လာပြီးစကမ်းမှုကံမြင့်ကဒီမှာဥတင်သိန်းအဲ့ဒီနေ့ကခမရစီကိုကြော်စွေနှင်းနဲ့မိုးမိုးခိုင်တို့ရောက်လာပြီးငါးတောင်းကြရည်ဆိုအဲ့ဒါဟုတ်သလားမဟုတ်ပါဘူးစကမ်းမှုကြီးမဟုတ်ပါဘူးလို့ပြောလိုက်ပြီးမေ့ ဦးတင်သိန်းမမျက်နှာပြတ်နေတယ်။ကျွန်တော်တို့ကိုမှန်မှန်ပြောတော့ဦးတင်သိန်း။စကမ်းမှုကံမြင်ကလေးတန်တင်းတင်းနဲ့ပြောလိုက်ပြီးမှခမရကကျော်ဆွေနှင်းကပြောတော့သူနဲ့မိုးမိုးခိုင်တို့ခမရစီကိုလာပြီးတော့ငါးတောင်းကြရတယ်။ခမရကတော့ညနေဟင်းစားအတွက်ငါးရီပေးလိုက်သေးတယ်။မဟုတ်ပါဘူး။အဲ့ဒီနေ့ကသူတို့လည်းမလာဘူး။ကျွန်တော်လည်းမပေးလိုက်ပါဘူး။ ဦးတင်သိန်းနဲ့ကျော်စွေနှင်းတို့နှစ်ဦးရဲ့ထွက်ချက်များမှာတယောက်တဦးကွဲလွဲနေကြတယ်။ဘာကြောင့်ထိုကဲ့သို့ကွဲလွဲနေရသနည်းထိုကွဲလဲချက်ရဲ့နောက်ွယ်မှာစကံမှုကံမြင့်ကကျိတ်ပြီးကျေနပ်သွားပြီ။ထိုကြောင့်သူကခမရတို့နှစ်ယောက်မိုးမိုးခိုင်ကိုညံမင်တောထဲမှာတက်ပြေလိုက်ကြတယ်မဟုတ်လား။မမဟုတ်ပါဘူးဆရာ။ဦးတင်သိန်းမှာရုတ်တရက်အင်ဂျီမစေနိုင်တော့အောင်မေအမူအရာပြတ်သွားပြီးအထစ်ထစ်ငေါငေါနဲ့ပြန်ဖြေသည်။ ခမည်းကတော့မတက်ဘူးညင်းနေတော့ကျော်ဆွေနှင်းကခမည်းတက်ကြောင်ဖွင့်ပြောလိုက်ပြီဗျဗျာစကမ်းမှုကံမြင်ကအပိုင်ကွက်ကိုဂိုင်လိုက်တယ်တစက်သေးမှပဲတက်ကြကြီးဝင်းထိုက်ကိုကဲဆရာဝင်းထိုက်အချုပ်ခန်းထဲကကျော်ဆွေနှင်းကိုခေါ်ခဲ့ပါမကြာမီမှာကျော်ဆွေနှင်းရောက်ရှိလာတယ်ဥတင်သိန်းကကြော်ဆွေနှင်းကိုမြင်လိုက်တာနဲ့ဒေါသချောင်းချောင်းထွက်သွားပြီးမျက်နှာများနီးရဲလာကဟေးအောင်ကြော်ဆွေနှင်း မင်းကငါတယောက်တည်းအပေါ်မှာအပြစ်ပုံချရသလားကွာမင်းရောပါတယ်မဟုတ်လားကျော်စွေနှင်းကဦးတင်သိန်းကိုကြောင်ကြည့်နေတယ်စကမ်းမှုကံမြင့်ကဒီကောင်ကိုအချုပ်ထည့်ပြန်ထည့်ထားလိုက်တော့ဆရာဝန်ထိုက်တက်တက်ကြီးဝန်ထိုက်ကကျော်စွေနှင်းကိုချက်ချင်းပဲပြန်ခေါ်သွားပြီးစကမ်းမှုကံမြင့်ကပရိယေစင်ကကဲဦးတင်သိန်းခမရဝန်ခံစရာရှိတာကိုဝန်ခံပါတော့ကျုပ်တို့တွေတည်တည်ချာချာစုံစမ်းခဲ့ကြပြီ ကျော်ဆွေနှင်းကမမိုးခိုင်ကိုခမရသက်ကြောင်းထုတ်ဖို့ဖွင့်ဟသွားပြီ။ဘာနဲ့လဲဥတန်သေး။စကမ်းမှုကံမြင့်ပြဲလိုက်တဲ့များကဇကောင်းကိုထိမှန်သွားပြီ။ဥတန်သိမ်းမခံနိုင်တော့။ကျွန်တော်ဖွင့်ပြောပါတော့မယ်။ဒီကောင်ကအပြစ်တွေအားလုံးကိုကျွန်တော်တယောက်တည်းပုံမှာပုံချသွားတော့ကျွန်တော်ကလည်းထုတ်ဖို့ပြောရတော့မှာပေါ့။အဲ့ဒီနေ့ကကျော်ဆွေနှင်းတယောက်ကျွန်တော်စီရောက်လာတယ်။ဒါနဲ့ကျွန်တော်ကဟိအောင်ကျော်ဆွေနှင်း ငါမသုံးစရာပြက်နေလေကွာအဲ့ဒါမင်းရွာထဲကမမိုးခိုင်လေးကိုငါကငါးရီပေးဖို့ခေါ်ခိုင်းလိုက်တယ်ဆိုပြီးခေါ်လာခဲ့ပါလားငါတို့သူ့စီကငကက်ကိုချွတ်ယူပြီးတော့တွားရောင်ကြရအောင်ဖြစ်ပါမလားဦးလေးရဖြစ်ပါတယ်ကွာဘသူမှမသိစေနဲ့ငကက်ရောင်းလို့ပတ်ဆံရရင်မင်းနဲ့ငါတယောက်တစ်ဝက်စီယူမယ်လေကွာဒါဆိုရင်ကျွန်တော်လည်းပတ်ဆံလို့နေတာနဲ့အတော်ပဲဗျကျွန်တော်အခုပဲတွားပြီးတော့ခေါ်လိုက်မယ်အေးအေး ကျော်ဆွေနှင်းကခတ်တုတ်တုတ်ထွက်လာခဲ့သည်။ရွာထဲကိုရောက်တော့အခန်းနှင့်ပဲမိုးမိုးခိုင်ကိုမိုးမိုးခိုင်တို့အင်ချန်စီရိုးနှပေးမှတွေ့လိုက်ရသည်။ဟေးမိုးမိုးခိုင်ညီမလေးငါလဲထဲမှာငါသွားရှာမလို့နင်လိုက်ခဲ့ပါလား။တကယ်လို့ငါရှာလို့မရလေ။ဦးလေးဦးတင်သိန်းစီကငါဝင်တောင်းကြတာပေါ့။သူကလည်းငါတို့ကိုပေးမယ်လို့ပြောလိုက်တယ်။ငါရွာပြင်ကစောင့်နေမယ်။နင်မမြန်လာခဲ့နော်။နင်မေကိုလည်းတော့မပြောနဲ့အောင်။အေးဒါဆိုရင်ငါခုလိုက်ခဲ့မယ် ညီမလေးနေနောက်ကလိုက်ခဲ့တော့ငါသွားနေမယ်ကျော်ဆွေနေကမိုးမိုးခန့်ရဲ့နားနှစ်ဖက်မှာငကကလေးကိုဖြက်ခနဲကြီးလိုက်မိတယ်ငကကလေးကဝင်းနေတယ်အေးအေးသွားနေလေငါလိုက်ခဲ့မယ်မိုးမိုးခန့်ကသူ့ဘာမှမသိရှာပြီမကြမီကျော်ဆွေနေနဲ့မိုးမိုးခန့်တို့ငါးခန့်အနီးရှိတဲကလေးကိုရောက်လာတယ်တဲအတွင်းမှာဥတင်တင်ထွက်လာကဟာကျော်ဆွေနေမှာလားမိုးမိုးခန့်လေးပါလာတကူ ပြောပြောဆိုဆိုမမိုးကန်ရဲ့လက်နှစ်ဖက်ကိုဖမ်းချုပ်လိုက်တဲ့ကျော်တို့ဦးတင်သိန်းကဖမ်းချုပ်ထားစဉ်ကျော်ဆွေနှင်းကငကတ်ကိုအတင်းဖြုတ်ယူတဲ့တိုးတော်လေးမမိုးကန်ကရုံးကန်ထွက်ပြေးရန် ကြိုးစားလေတော့ဖြုတ်မရပေရှိနေသည်ဦးလေးဦးလေးမလုပ်တာလေလွတ်လွတ်နော်ကျော်ဆွေနှင်းနင်းမမိုးကန်ကကြောက်အားလန့်အားအော်လိုက်ရကျော်ဆွေနှင်းကငကတ်ကိုမဖြုတ်တော့ပေပါဇက်ကိုသူ့လက်နဲ့လှမ်းပေးလိုက်တဲ့ ထိုစဉ်ဦးတင်သိန်းကအနာကတမောင်ကိုကောက်ယူကောက်မမုတ်ခန့်ရဲ့လေဘင်းကိုထောက်ထားလိုက်တယ်။တိတ်တိတ်နေစားဦးတင်သိန်းကမမုတ်ခန့်ကိုတချက်ငေါလိုက်တယ်။ကျော်စွေနှင်းကမမုတ်ခန့်ရဲ့လက်ကိုဆွဲခေါ်ရီလာလိုက်ခဲ့မြန်မြန်။မမုတ်ခန့်ကရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေကိုမြုံကြည့်နိုင်တယ်လို့အံ့ဩမင်သက်နေရီဒီလိုနဲ့ဦးတင်သိန်းနဲ့ကျော်စွေနှင်းတို့ရဲ့ဆွဲခေါ်ရာနောက်ကိုပါသွားရီအဲ့ဒါနဲ့ ျွန်တော်တို့မိုးမိုးခိုင်ကိုညမင်တော်တဲ့ကိုခေါ်သွားခဲ့ပါလေပထမတော့ငကတ်ကိုပဲယူဖို့ပါ နောက်တော့ကျွန်တော်လည်းစိတ်မထိန်နိုင်တော့ပဲကျွန်တော်ရောကြော်ဆွေနှင်းတို့ပါ မင်းကလေးကို ပြူးချင်းမိကြပါလေအဲ့ဒီနောက်မှဓားနဲ့ထိုးတက်ပြီးနေရွက်နှစ်ဖက်ကိုဓားနဲ့ဖြတ်ငကတ်ကိုလှီးယူခဲ့ကြပါလေဓားနဲ့ထိုးတာကတော့ကျွန်တော်ကတစ်ချက်ကြော်ဆွေနှင်းကတစ်ချက်ထိုးကြပါလေကျွန်တော်မှားပါလေဆရာကြီးကျွန်တော်မှားပါလေ ်ထို့သူဆိုကဦးတင်သိန်းကညနာကိုလဝါနဲ့အုပ်ပြီးဟီကနဲ့ငူကြလိုက်တယ်။စကမ်းမှုရဲဟုတ်ကံမြင့်ရဲ့စကမ်းမှုဘဝတလျှောက်မှာကြုံတွေ့ခဲ့ရတဲ့မှုခင်းများမှာရုံးမာသောကောက်ကျစ်သောဆင်းလေသောအနှလုံးနာဝေးရာဖြစ်သောမှုခင်းပေါင်းများစွာပါဝင်နေကြ၏။ယခုအမှုကသူစကမ်းမှုဘဝတလျှောက်မှာလွန်စွာအနှလုံးနာဝေးကောင်းနေမှုခင်းတစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့တဲ့မှုခင်းတစ်ခုပဲဖြစ်သည်။ လူတချို့ကအသက်ကြီးလာတာနဲ့အမျှအတိညာမှာကြီးလာကြတယ်။တချို့ကတော့အသက်ကြီးလာကြတော့လေအတိညာကြီးလာခြင်းမရှိသေးပြီ။တင်းငယ်လို့သာကြံရည်ခဲ့ကြတယ်။တိုးတိုးသောလူစားမျိုးကို အသက်ကြီးပြီးအချိန်မစည်းသူများလို့အများကခေါ်ကြတယ်။စင်စစ်ထိုးလူစားမျိုးကလူခန္ဓာကိုယ်နဲ့လူအဖြစ်အသက်ရှင်နေထိုင်ကြတော့လေစိတ်ဓာတ်များမှာတော့တိရစ္ဆာန်အစင်းများသာရှိကြတယ်။ဒီနေ့အပြင်ဆိုရရင်တော့ တို့သူတို့ကကြီးလေမိုက်တွင်းနဲ့လီဖြစ်နေကြတဲ့ကြီးမိုက်များပြီတကားစာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်